ရောင်းအားကားတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒါကိုလှုပ်ချင်တဲ့ကိုကျွန်တော်တို့ကကိုလှုပ်လို့မရအောင်ဒီနေ့ကျွန်တော်တို့ကအခုကဆိုလို့ရှိရင်ကျွန်တော်ဒီ online ဒီ online လှုပ်တဲ့သူတွေအရန်ကိုများလာတဲ့ဒီ online ပေါ်မှာဆိုလို့ရှိရင်လူတော်တော်များများအခုဆိုလို့ရှိရင်ဒါအဝင်ငွေချနေတဲ့သူတွေနဲ့ကျွန်တော်တို့ဒါစီးပွားရေးလုပ်နေတဲ့သူတွေနဲ့ကျွန်တော်တို့ဒီ online ကိုတရားရခိုင်လုံးအသုံးပြုပြီးကျွန်တော်တို့ဒီ online ပေါ်မှာဒီဈေးရောက်သမားတွေကျွန်တော်တို့အရန်ပေါ်မှာများပြားလာတဲ့အခါမှာ ျွန်တော်ဒီနေ့တော်တော်များအရှုံးသွားဒီရောင်မတက်တဲ့သူတွေဒီကျွန်တော်ဒီနော်ကင်မရာရှိကိုကျွန်တော်တို့ဒီလိုမျိုးရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကိုရောက်ကျင်တယ်လို့မျိုးရောင်းနေတဲ့သူတွေတော့ဗောနော်ဒါဆိုရင်ဒီနေ့မှာကျွန်တော်မျှဝေပြိမယ်နော်ဒီဗီဒီယိုဖိုင်လေးမှာမိ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 တို့အတွက်လုံးဝတစုံတရာတစ်ခုအတွက်မိမိတို့ဒီ online ပေါ်မှာ PC တွေရောင်းနေတဲ့အခါမှာဈေးရောင်းနေတဲ့အခါမှာအကောင်ဆုံးသောအကြံဉာဏ်လေးတွေကိုလာရောက်ပြီး မျှဝေပေးကြပါတယ်။ဒီနေ့မျှဝေပေးမှာတော့ကျွန်တော်ဒီအချက်လေး၃ချက်ကိုပဲပထမဆုံးအနေနဲ့မျှဝေပေးကြပါတယ်။ရောင်းအောင်အကောင်းဆုံးဖြစ်ချင်တဲ့သူတွေအတွက်ပေါ့နော်။နံပါတ်၁အချက်ကျွန်တော်ပစ္စည်းရလဲကောင်းကောင်းရောင်းပါ။ကျွန်တော်ပစ္စည်းကောင်းချောင်းကိုပဲမပြောပါနဲ့။ကျွန်တော်လူတော်တော်များအခုကျွန်တော်တို့ဒီတချို့ဈေးရောင်းတာကိုကျွန်တော်တို့ဒီနားမလည်သဘောမပေါက်တဲ့အခါမှာကျွန်တော်ဒီကင်မရာရှိကိုကျွန်တော်ထွက်လာပြီးဆိုတော့ねရောင်းဖို့တာကိုပဲသိတယ်။ နော်ကင်မရာရှိကိုစားစားချင်းထွက်ပြီးဆိုတာနဲ့အဲ့ဒီ PC ကိုပဲ PC ခေါင်းချောင်းကိုပဲတစ်ချိန်လုံးလိုက်ပြောနေလို့မရဘူးကျွန်တော်အဓိကအဓိကအရာကကျွန်တော်ဒီကိုရဲ့ PC ခေါင်းချောင်းကိုပဲကျွန်တော်ကြော်ညာနေလို့မရဘူးကိုရဲ့ PC ခေါင်းချောင်းကိုပဲပြောနေလို့မရအဲ့ဒီ PC ကိုသုံးမဲ့သူအဲ့ဒီ customer တွေရဲ့အခက်အခဲပြဿနာတွေကိုကျွန်တော်တို့ကအရင်ဆုံးသိရမယ်မိမိကိုယ်တိုင်ဒီ customer တွေရဲ့ဒီစားသုံးသူတွေရဲ့အခက်အခဲတွေကိုကိုကိုယ်တိုင်မသိဘဲနဲ့အဲ့ဒီ PC ကောင်းကြောက်ကိုပဲတစ်ချိန်လုံး ပြောပြီးလိုက်ရောက်နေလို့မရဘူး။ဒါဆိုရင်မမေကဒီနေ့အကောင်းဆုံးရောင်းအားကောင်းတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ပထမဆုံးနံပါတ်၈ရှစ်မှာကိုရောင်းတဲ့ပစ္စည်းတည်အဲ့ဒီသုံးဆွေးမဲ့သူတွေအကျိုးအကြောင်းတဲ့အဲ့ဒီသုံးဆွေးမဲ့သူတွေအကြောင်းလေးကိုကျွန်တော်တို့သိဖို့လိုပါတယ်။ကျွန်တော်အဲ့ဒီပစ္စည်းကောင်းအကြောင်းကိုပဲကျွန်တော်တို့တချိန်လုံးပြောနေလို့မရဘူး။ကျွန်တော်အရင်ကမှအရေးကြီးပါတယ်။ကျွန်တော်ဟုတ်လားဟာလာကျွန်တော်ရောင်းလိုက်တဲ့ပစ္စည်းက အာအဲ့ဒီဝေသုံးမဲ့သူကဘယ်လိုမျိုးအရှင်နေရှိတာလဲဘယ်လိုမျိုးအနေထားရှိတာလဲဆိုတာကိုကျွန်တော်သိဖို့လိုပါတယ်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ဟုတ်လား PC ကောင်းကြောင်းကိုပဲမရောက်ပါနဲ့ကျွန်တော်အဲ့ဒီ custom bar ရဲ့အကြောင်းအကျိုးအကြောင်းတွေကိုအယုံဆုံးသိပြီးမှဒီနေ့ကိုယ့်ရဲ့ PC အကြောင်းလေးတွေကိုတည်တည်ရှာပြောပြပေးမှရောင်းဖို့လိုတယ်ခင်ဗျာနံပါတ်1အချက်ကကျွန်တော်တို့ဝန်ဆောင်မှုကောင်းကောင်းနဲ့ရောင်းပါ အဓိကကျွန်တော်တို့ရောင်းတဲ့အခါမှာဝန်ဆောင်မှုကောင်းဖို့လိုတယ်အဲ့ဒီဝန်ဆောင်မှုမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းတဲ့အခါမှာကျွန်တော်တို့တဲ့ဒီအခက်ခဲတွေအများကြီးကြုံရတယ်ဘာဖြစ်လို့ဆိုတော့တချို့လောက်သူတွေဆိုတာဒီကိုလိုချင်တဲ့ပုံစံတစ်ခုနဲ့ပဲရောင်းတာမျိုးတွေ့ရတယ်ဒါဆိုကျွန်တော်တို့ကရောင်းတဲ့အခါမှာကျွန်တော်ဝန်ဆောင်မှုအပြည့်အဝခံဖို့လိုတယ်လူဝေသုံးတဲ့သူကလည်းအဲ့ဒီ customer စားသုံးသူသူကလည်းကျွန်တော်ဝန်ဆောင်မှုကောင်းကောက်ကုန်ပဲကြိုက်တယ်ဥပမာပေါ့မိမိဒီနေ့ဈေးဆိုင်ရောင်းနေတယ်မိမိရောင်းတဲ့ဈေးဆိုင်မှာမိမိက ဝန်ဆောင်မှုကောင်းကောင်းနဲ့မရောင်းပေးလိုက်ဘူးဆိုလို့ရှိရင်ပထမတစ်ကြိမ်တစ်ခါပဲသူဝေသုံးသွားလိမ့်မယ်နောက်ထပ်တစ်ကြိမ်ဆိုသူကလာပြီးဝေသုံးမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကိုဒီတစ်ကြိမ်တစ်ခါပဲကိုစီကအဲ့ဒီစားသုံးသူကဝေသွားပြီဆိုလို့ရှိရင်အဲ့ဒီစားသုံးသူကိုနောက်ထပ်တစ်ကြိမ်ပြန်လေလာနိုင်ဖို့အတွက် ပြန်လေကိုစီကဝေသုံးနိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့เนาะ customer တွေစားသုံးသူတွေကိုကျွန်တော်တို့ကဝန်ဆောင်မှုကောင်းကောင်းနဲ့ကျွန်တော်တို့ရောင်းရမယ်လူတော်တော်များများကဝန်ဆောင်မှုကောင်းကောင်းကိုကြိုက်ကြတယ် နောက်ထပ်နံပါတ်3အချက်ကကျွန်တော်တို့ရောင်းတဲ့အခါမှာယုံကြည်မှုအပြည့်အဝနဲ့ရောင်းပါတချို့တော့ဆိုကိုရောင်းတဲ့ပစ္စည်းကိုကိုဟုတ်လားယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိဘူးဆိုတာဘယ်လိုမျိုးလဲကျွန်တော်ရောင်းလို့မရောင်းရသေးဘူးငါဒီနေ့ရောင်းလို့ထွက်ပါမလားရောင်းလို့ရရပါမလားရောင်းလို့ရဖြစ်ပါမလားဆိုတော့အဲ့ဒီအကြောက်တရားတွေရှိနေလို့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကเนาะရောင်းတဲ့အခါမှာအဲ့ဒီအကြောက်တရားကိုခဏရေထားပါကျွန်တော်ရောင်းတဲ့အခါမှာ ဝေသူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုရောင်းတဲ့ပစ္စည်းကိုမိမိကိုယ်ကိုယ်တိုင်ယုံကြည်မှုအပြည့်ဝနဲ့ရောင်းဖို့လိုတယ်ဒါမှဝေသုံးတဲ့သူကလည်းယုံကြည်မှုရှိရှိနဲ့ကိုယ်စီကလာဝေသုံးမှာဖြစ်ပါတယ်ဒါဆိုဒီနေ့ရောင်းတဲ့အခါမှာယုံကြည်မှုအပြည့်ဝနဲ့ရောင်းပါလို့တာမြတ်ဝေပြချင်ပါတယ်ဒီနေ့မိမိတို့ဟောလာကိုရောင်းနေတဲ့အခါမှာဒီနေ့ကိုဘလိုပုံစံမျိုးရောင်းနေတာလဲဘလိုပုံစံမျိုးနဲ့ကိုကရောင်းနေတာလဲကိုလိုချင်တဲ့ပုံစံနဲ့ရောင်းနေတာလား ိုရဖို့အတွက်ကိုပဲရောင်းနေတာလားဆိုတာဒီနေ့မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်လေးမှာဒီအချက်လက်၃ချက်နဲ့မိမိတို့နဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်မိမိတို့အတွက်အသုံးဝင် limit ဆိုတာကိုယုံကြည်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့အကောင်းဆုံးရောင်းအားနေเนาะရောင်းတဲ့အခါမှာကျွန်တော်တို့ဘယ်လိုတွေပြင်ဆင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုနောက်ထပ်လာပြီး မျှဝေပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေဒီဗီဒီယိုဖိုင်လေးမှာမိတ်ဆွေတို့အတွက်တစုံတရာတစ်ခုရသွားမယ်ဆိုလို့ရှိရင်ဟုတ်လား yes ဆိုပြီးရေးလာခဲ့ပါခင်ဗျ။ဟုတ်ခဲ့ပါကျွန်တော်ကတော့ကျော်ဆန်းဖြစ်ပါတယ်ခင်ဗျ။